เอเสียကျွန်တော်နာမည်ကတော့ဥစောထွေရွှေဖြစ်ပါတယ်နော်ဥစောထွေရွှေပဲအခုကျွန်တော်ကတော့အာမြို့အာမြို့ကြည်သူဘွားနေပေါ့နော်အဲ့ဒီကအဲ့ဒီကနေစပြီးတော့ကျွန်တော်အာပေါ့နော်ဖျားအကြစီကြောက်ပေါ့နော်ဖျားရဲ့ခေါ်တာကိုကျွန်တော်ကြားရတယ်ပြီးတော့ကျွန်တော်ဖုတ်ကြောက်သားဘွားနေပြီးတော့တနေ့ကျတော့ကျွန်တော်ကအာ7တနေ့သာရွာနေစပြီးအာဖျားသခင်နဲ့အဲ့ကျွန်တော်ဒီလိုမာ အဖះကြောင်းမှာတော့တွေ့တာမဟုတ်ဘူးသစ်ပေအောက်မှာအသက်သက်ခါနဲ့ဦးရဲ့သက်သက်ခါချက်ကိုကျွန်တော်အသက်သက်ခါတော့သူ့နားမှာကျွန်တော်ရောက်သွားတဲ့ခါကြတော့ဆရာတယောက်ကဘယ်လိုပြောလဲဆိုတော့နော်အဲ့ဒီလူနာတယောက်ရှိတယ်တဲ့အဲ့ဒီလူနာကဆရာ우리ဆရာတွေများစွာကုခဲ့ပြီးမှမပြောက်ဘောနော်ဒါပေမဲ့သူကဖះနဲ့သွားလာတဲ့သူဖြစ်တဲ့ဖះကိုတကယ်ကြောက်ရွံ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာသူကကျွန်တော်ကုမယ်တဲ့ အဲပြောတဲ့ကဖះကျွန်တော်အသက်သေးပြပါလို့သူပြောတဲ့ခါကျတော့ဘယ်လိုသက်သက်တောင်းလဲဆိုတော့အဲ့ဒီအရင်တော့ဆေးထိုးတဲ့ခါကျရေသူကဘယ်လိုထိုးလဲဆိုတာရေနွေးနဲ့ပြုတ်ပြီးမှဆေးထိုးရတဲ့အခစ်ဖြစ်တယ်အဲ့ဒါကြောင့်မို့အဲ့ဒီအ36ကိုတဲ့ရေနွေးထဲမှာသူထက်တာနဲ့အဲ့ဒီသူ့ကိုနမိတ်လက္ခဏာပြောက်မနော်အသူတောင်းတဲ့ခါမှာအဲ့ဒီရေသူစိတ်ထားတဲ့အ36ကအလိုလိုထော်လာတာကိုသူတွေ့တဲ့ခါမှာအဲ့ဒီ အဲ့ဒီအစပြီးတော့အဲ့ဒီနေရာမှာသူကအဲ့ဒီလူနာကိုသူကုတဲ့အခါပြောက်လဲအဲ့ဒီတတိစကားကိုကျွန်တော်ကြားတဲ့အခါကျတော့ကျွန်တော်ကအာဖိုးကြီးကြောက်သားကနေကျွန်တော်ထွက်လာတော့အဲ့ဒီကြောက်ဆရာတယောက်နဲ့အာကျွန်တော်ကလိုက်ပြီးတော့ကစားရင်းနဲ့ပေါ့နော်အဲ့နေရာမှာကျွန်တော်ကြားတဲ့အခါကျတော့ကျွန်တော်တက်အတွက်တိတ်အော်အော်ဆရာကောက်တယ်ဒီလိုဖျားမျိုးကျွန်တော်ရရတော့ဘလောက်ကောင်းမလဲဆိုတော့အဲ့ဒီနေရာစပြီးကျွန်တော်နှလုံးသားထဲမှာစပြီးတော့အဲ့ဒီဖျားကိုကျွန်တော်ရရှိခဲ့တယ် ပြီးတော့ဖရာသခင်ကကျွန်တော်တစ်စစ်ပြီးတစ်စစ်ခေါ်ပြီးတော့နောက်ဆုံးဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကိုတွဲခေါ်တယ်အာဘယ်လောက်ထိလဲဆိုတော့နောက်တနေ့ကျကျွန်တော်အိမ်မက်ယူပါယောအဖြစ်ကျွန်တော်ကြောက်ထန်ဖိုးကြီးနဲ့စာချဖိုးကြီးစာချဖိုးကြီးကတော့ပြီးခဲ့တဲ့တည့်ရနေ့ရမှာပဲသူပြတော်မူပြီးနောက်အကြောက်တလုံးမှာပဲအာဒီတည့်ရနေ့ရမှာပဲအခုသက်သေခံတဲ့တည့်ရနေ့အတွင်းမှာပဲနော်အဲ့ဒီကြောက်ထန်ဖိုးကြီးလည်းပြလို့ပြတော်မူဒါမဲ့သူကျွန်တော်စီအလာမှာဘယ်နှ ဘလောက်กว่าလဲဆိုရင်3 4 5အဲ့ပေါ့ဆယ်လာတော့အဲ့လောက်အကွာဝေးမှာသူ့စီကျွန်တော်အသွားမှာဒီခရစ်တော်ကကျွန်တော်ရဲ့ညာဘက်မှာအာဘယ်ဘက်မှာညာဘက်မို့ညာဆိုဒီဘက်နော်ဘယ်ဘက်မှာပေါ်လာပြီးတော့သူ့ရဲ့မျက်လုံးထဲမှာမျက်လုံးကဟိုဘက်ဒီဘက်လက်ပြီးတော့အသက်ရှင်တဲ့မျက်လုံးနဲ့သူ့ရဲ့မျက်လုံးထဲမှာသူ့ရဲ့ရောင်ခြည်ကကျွန်တော်ရဲ့နှလုံးသားကိုလာထိုးတဲ့အခါမှာအဲ့ဒီမှာစပြီးတော့ကျွန်တော်က ဘုန်းကြီးစီမသွားတော့ဘူးဖျားခေစီသွားမယ်ဆိုတော့ကျွန်တော်ဆုတ်ဖြတ်ပြီးတော့အဲ့ဒီနေ့ကစပြီးတော့ဖျားနဲ့ကျွန်တော်သွားတယ်ကျွန်တော်ရဲ့လုပ်ငန်းထဲမှာကျွန်တော်လုပ်တယ်ပြီးတော့ဘလောက်ထိကြလဲဆိုရင်အသက်7နှစ်ကနေစပြီးတော့28နှစ်ကြာမှအဲ့ဒီဖျားနဲ့အာဘောနောကျွန်တော်သတိစကားပြကြားတဲ့အခါမှာအဲ့ဒီကာလအတွင်းမှာမျိုးမျိုးကျွန်တော်ကိုသူဆိုသင်တယ်အမြောက်ခေါ်တွဲခေါ်တယ်ကျွန်တော်တို့ကအရင်ကကြားစာအဲဒီလိုဖ ਾਇ ရမှမသိဘူးဝေစာလည်းမသိသေး အဘအေဦးလေးဆရာလည်းမရှိတဲ့အခါသူကိုယ်တိုင်ဝိညာဉ်တော့ကျွန်တော်ကိုယ်တိုင်အဲမှာလာပြတယ်တွဲခေါ်တယ်သူနဲ့ကျွန်တော်အဲ့လိုလှုပ်ငါးခွင်တော့ကျွန်တော်လှုပ်ဆောင်တဲ့အခါမှာသူကျွန်တော်အမျိုးမျိုးပြခဲ့တာပေါ့နော်ကျွန်တော်တဲ့တနေ့ကျတော့ကျွန်တော်စီဝါရေးဘက်မှာနည်းနည်းလေးဟိုရင်းဖြစ်သွားတယ်စီဝါရေးမှာနည်းနည်းလေးကတိကောက်ဖြစ်တဲ့ကအာတငယ်ကြီးတယောက်ကကျွန်တော်နဲ့အတူလက်တွဲပြီးအလွတ်လွတ်တဲ့တဝိုးခွဲတငယ်ကြီးကကျွန်တော်ပြောတယ်ကျွန်တော်ဗီဒီယိုသားတွေ့ရအောင်တဲ့ အဲ့တော့တည်းသွားတာဗောကျွန်တော်လည်းသွားတာဗောကျွန်တော်လိုက်သွားတယ်အဲ့ဒီဒူဝေးအဲမာကျွန်တော်ရောက်တဲ့ခါကျတော့အဲ့ဒီပီရီဆရာကဒီလိုစာနဲ့တွေ့တာမဟုတ်သူကလက်ညိုးနဲ့ပဲအဲ့လိုသူတွေ့တွေ့တွေ့ပြီးရေးပြီးတော့သူကျွန်တော်ကိုကြည့်တယ်အေးဟာခရရလားတဲ့ကျွန်တော်ပြောမိတော့အာကျွန်တော်ခရရမဟုတ်ဘူးကျွန်တော်ဗုဒ္ဓဘာသာပဲလို့သူပြောကသူတစ်ခါပြတွေ့ပြီးတော့ကျွန်တော်သူပြပြောတယ်နေကိုးကွယ်တဲ့ဖရာကနေနဲ့အမြဲရှိတယ်တဲ့နေပြန်တော့တဲ့ပြန်ပြီးတော့အိမ်မှာဖရာရှိခိုးတဲ့ ျွန်တော်ကခရိယာမှမဟုတ်တဲ့အတွက်ယုတ်ကြည်သူကြီးကျွန်တော်သွားရလဲယုတ်ကြည်သူကျွန်တော်ပြောဖို့ကျွန်တော်လက်ရှက်တယ်။ပြန်လာတော့နောက်တစ်ခါသူ့အိမ်ကမျက်စောထိုးပဲလေအဲ့ဒီဆရာမတွေကကျွန်တော်တော့ပြောပြောပြမယ်ကျွန်တော်ဖျားရှိခိုးမယ်ပြောတဲ့ခါကျွန်တော်ပြောမထွက်ဘူးကျွန်တော်ရှေ့ကျွန်တော်လည်းကျွန်တော်လည်းသူဖျားကြောင်မပြောဘူးအဲ့ဒါနဲ့စပြီးတော့ကျွန်တော်နောက်ဆုံးဘလို့လှုပ်လဲဆိုတော့ကျွန်တော်ဒူးထောက်ပြီးတော့ကျွန်တော်ကျွန်တော်ဆူတောင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်အတွက်ဘာမှသူဒီရာတရားမချေပေးဘူးကျွန်တော်တဝက်ကွဲရတော့ အာကတော့ဘွဲနဲ့ပါနဲ့သူကရတရားခြေပြီးတော့ကောက်ကောက်သူ့လို့ရကျွန်တော်ကြတော့ပြန်တဲ့နေဖျားအာနေကိုကွယ်တဲ့ဖျားအနေနဲ့အကျူရှိတယ်ကျွန်တော်ဆက်သေးပေါ့တော့အများကြီးရှိတယ်ဆရာဒါကြောင့်မို့ဒီနေ့အာနော်အဲ့ဒီအဲ့ဒီအရာကိုကျွန်တော်ပြပြီးတော့ခွာရတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဒီမှာရှိတဲ့ယကြည်သူလည်းဘေးတွေတွက်ခဲတာတော့မဟုတ်ပေါ့နော်အရင်တော့ကျွန်တော်ဖျားမသိလို့ကျွန်တော်တွက်တာပေါ့နော်အဲဒါမှမဟုတ်ဖျားကကျွန်တော်လည်းရှိတယ်ဆရာကျွန်တော်ကိုစစ်ချက်မှုပေးတာပေါ့ဆရာနော်အဲ့ဒါမှ အဲ့တက်တယ်ပေါ့နော်ဆရာအဲပူရဆူကျန်တာအဲအေးပေါ့အရင်ကတော့ကျွန်တော်အာလူယိုတော့ကျွန်တော်သွားတဲ့ခါကျတော့တနေရာမှာကျွန်တော်ကအဲ့ဒီနေရာမှာဝါခါဆိုတာနာမည်ကြီးပဲလေတိုက်ပွဲဆိုတာကျွန်တော်သိပြီးတကယ်ကြီးကပြလာပြောတယ်အတိအကျပြောတယ်ကျွန်တော်မိဘတွေကလည်းကျွန်တော်မိဘလည်းအစာကျွေးတော့ပေါ့ညတိုင်းသူကခေါ်ကျွေးတယ်အဲ့ကျတော့အဲ့ဒီတော့ကျွန်တော်အဲ့ဒီဟိုတော့ပေါ့နော် စက်အစက်တနေ့နဲ့၂၉ရက်ကြာမှာပေါ့အဲ့ဒီတော့ဒီနော်အဲအဲ့ဒီဘီဒီတွေ့ရမရောက်သေးဘူးနော်အဲ့ဒီအချိန်မှာကျွန်တော်ခေါ်ပြီးတော့အာသူတို့ခေါ်တယ်သူတို့စာကျွေးတယ်ပြီးတော့အဲ့ဒီမှာနတ်ဝေပူတယ်နတ်တွေတကယ်နာမည်ကြီးတဲ့နတ်တွေနော်နာမည်ကြီးတဲ့အာသူများထင်ကြီးတဲ့လူတွေအာဟုတ်တယ်တဲ့တကယ်သေသွားတယ်တဲ့သူများအဝတ်စားပါအဲ့လိုပေါ့နော်အာဘလို့ဘလို့ထိလဲဘလို့ထိလဲကိုသူပြောအဲ့ဒီအေးဘေးနာကတယောက်ကလည်းအဖိုးကြီးတယောက်ကလည်း ကျွန်တော်ပြလာပူးတယ်ဆိုပြီးတော့ကျွန်တော်အဖိုးရဲ့ရေထွေးမှာကျွန်တော်ရေချွေးကြည့်ကျွန်တော်ညီမတွေကရေခတ်ပေးသေးတာပေါ့နော်အမျိုးအဲ့လိုလုပ်တယ်ဒါပေမဲ့ဒီနေရာမှာအဲ့လိုကျွန်တော်ဘယ်လိုသိရလဲဆိုတော့စာရမဏကလေလေတဲ့လေလေတဲ့စာရဖြစ်တာပေါ့နော် လေလေတဲ့မှုသာအဖဖြစ်တယ်ဒါပေမဲ့တကယ်လို့ကျွန်တော်ပြမလာဘူးဆိုရင်သူကသူကတကယ်ပဲထင်မယ်လေကျွန်တော်ကျွန်တော်ဝိညာဉ်ပြလာတယ်လို့သူတို့ထင်ကောင်းထင်မယ် ဒါကြောင့်မို့ဒီနေ့အရာအလုတ်ကဒီအရာကိုဖျားကြီးရဲ့သုတေချက်ဖြစ်တယ်ဖျားကြီးရဲ့နော်အာဆာရမဏေနိပရိယေဆာရမဏရဲ့လှုပ်ဆောင်မှုတွေဆိုတာနော်အလုတ်တိရတာပေါ့နော်ဆရာဒါကြောင့်မို့ယုံကြည်သူတွေအလုတ်ကဆာရမဏရဲ့အာလှုပ်ဆောင်တဲ့အရာတွေမယုံမိဖို့အထူးသတိပေးနဲ့အာဒီလောက်ပါပဲတသက်ခါကြရတော့အများကြီးရှိတယ်ဒါမှမဟုတ်ကျေးဇူးတင်တဲ့အရာဆရာဖျားကောင်းရှိပါစေအင်း